အားလုံးပဲမင်္ဂလာပါရှင် အခုတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စောက်လီကတော့ဆီယာဟန်ဆိုင်စေးမန်းရဲ့တတိယလူနှင့်မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စောက်လီဖြစ်ပါတယ်ဒီစောက်လီကတော့2018စိမ့်လန်းရွှေပြည်စာပေပြိုင်ပွဲဝိထုတို့ပေါင်းချုပ်စာအုပ်အကောင်းဆုံးဆုရဖြစ်ပါတယ်ပထမအဦးဆုံးဝိထုတို့ဖြစ်တဲ့အစိတ်နွန်လေးကိုစပြီးတော့မှဖတ်ပြပေးခြင်းပါတယ်ရှင် အစိတ်နော်မန္တလေးကနေမိုးကောင်းကိုမနဲ့အစောရထားစီမိုးကောင်းကနေဖားကန်ထိကားထက်စီးပြီးခီးပြင်းနေခဲ့ရတဲ့အတွေ့ကျမနဲ့မတ်တီကခီးဆက်မသွားခြင်းလောက်အောင် ပင်မနှွမ်းနေနေပြီမမဝင်းကတော့သွားနေကြခီးမှုထင်ရဲ့ညဉ့်ညူတန်တခွန်းအောင်မထွက်ပဲဖားကန်ကနေတာမခံမြို့ကိုသွားဖို့ဝင်းကဒရိုင်ဘာနဲ့ဈေးညှိပြီးကျမတို့ကိုကားပေါ်တက်ခိုင်းနေတောင်တက်လန်းဆိုလို့ ပြင်းလွင်သာတက်ခဲ့ဘူးတဲ့ကျမဖို့တာမခံသွားရလန်းကကတိုင်းတောင်ကိုတက်ရတော့ရင်းတွေတလက်လက်တုံလာတယ်။ရသမျဖျားစာတွေတွတ်တွတ်ရွတ်ဆိုနေတဲ့ကျမကိုမက်တီနဲ့မမဝင်းကကြောက်တဲ့ရန်ငောဆိုတဲ့အကြည့်နဲ့ကြည့်ပြီးပြုံးနေကြတယ်။တောင်စင်းပြန့်ပြူတဲ့လမ်းရောက်မှကျမတက်ပြင်းရှည်တစ်ချက်ချရင်ပတ်ဝန်းကျင်ကိုကြည့်မိတော့တယ်။အာယုံဦးရဲ့ဝိုးရွားရောင်နေတဲ့လှပနေတဲ့တောတောင်ရှုခင်းတွေက ကျမစိတ်ကိုကြည်နူးလာစေတယ်။ဒါပေမဲ့တာမခံကိုကျမလာတာအပျော်ခီးမဟုတ်ဘူးလို့တွေးမိတော့ကြည်နူးနေတဲ့စိတ်တွေပျောက်ကွယ်သွားပြီးကျမအကြောင်းကခေါင်းထဲရောက်လာတယ်။မန္တလေးစေယုံကြီးမှာတန့်ရှိရေးဝန်ထမ်းလုပ်နေတဲ့ကျမနဲ့စိုက်ကားစရာကျမယောက်ျားတို့ရဲ့ဝင်ငွေကမိသားစုစားစရိတ်နဲ့အလယ်တန်းကျောင်းသားနှစ်ယောက်ပညာသင်စရိတ်ကိုရောက်ငှရဲဆိုးယုံမှာပဲ။မျိုးသစ်အစွန်ဘက်ကကျမကိုအိမ်မှာကက်နေရလို့သာအဆင်ပြေတယ်လို့ရှိခဲ့တာပါ ျမယောက်ျားအသေးကင်စာဖြစ်လို့ဆေးရုံတင်ရတဲ့နေကစားပြီးကျမတို့မိသားစုဒုက္ခပင်လဲဝေခဲ့ရတယ်။စူဆောင်းထားတာမရှိတဲ့အတွက်ရသမျှလူစီကအကျွေးယူ နေပြန်တို့တွေယူပြီးဆေးကုသစရိတ်နဲ့စားစရိတ်ကိုဖန်တီးရတယ်။ကျမယောက်ျားဆေးရုံပေါ်မှာတင် ဆုံးပြီးနောက်ကျမကတော့လှုပ်လေမြုပ်လေယုံလေနစ်လေဆိုတဲ့အကျွေးတန်နေရာမှာရက်ကန်ရက်ကန်ကြံနေခဲ့တယ်။ကျမရတဲ့လစာက အတိုးဆက်ဖို့တောင်အလင်းမမီတော့ဘူး။ မေဆီယာမကကျူရှင်ကတောင်းနေပြီအမေစောက်ကုန်နေပြီအစ်တစ်ဝယ်ဖို့ပတ်စံပေးအောင်အလယ်တန်းចောင်းသားနှစ်ယောက်ကိုမုတ်ဆူမတယောက်အနေနဲ့တာဝန်ယူရတဲ့ကျမဘွားဟာမလွယ်ကူပါဘူးအကိုတို့လင်မယားကကုညီခြင်းပေမဲ့သူတို့မိသားစုစောက်ဝင်နေရတောင်အနိုင်နိုင်ရဲ့ယူထားတဲ့အကျွေးတွေပြန်ဆက်ဖို့နဲ့ကလေးတွေရဲ့ပညာရေးဆုံးငန်းတိုင်မှုအလုပ်ပြောင်းလုပ်မယ်လို့စဉ်းစားပြီးမတ်တီနဲ့တိုင်ပင်ဖြစ်တယ်။မတ်တီကကျမနဲ့အိမ်နီးနာချင်းကလေးနှစ်ယောက်မေး မုတ်ဆိုးမခြင်းလဲတူတော့ညီမတွေလိုခင်မင်နေကြတာမန္တလေးကနေတာမခမ်းမှာအလုတ်လုံနေတဲ့မက်တီအမဝန်းခွဲ မမဝင်းကားတဆင့်ဒီဒေတာအကြောင်းရဲ့ဒီဒေတာမှာပတ်စံရှာရလွှဲထားရဲ့တီးခဲ့ရတယ်မက်တီနဲ့ကျမအချီချတိုင်မင်ပြီးဒီလုပ်ငန်းကို6လပဲလုပ်မယ်ဆိုတဲ့အတွေ့နဲ့မန္တလေးကိုခဏအလဲပြန်လာတဲ့မမဝင်းနဲ့အတူကြောက်စိမ့်မြေကိုလိုက်ခဲကြတယ်ဖုံတတော်တော်ထနေတဲ့လမ်းကြမ်းကြမ်းကိုနှစ်နာရီလောက်ကားစီးပြီးနောက် တာမခံမြို့မှကျိုးဆိုပါဤဆိုတဲ့စိုင်းပုတ်ကိုတွေးလိုက်ရတယ်။နောက်ဆုံးတော့သွားတဲ့မသွားတဲ့ခြီတုံချတုံဖြစ်ပြီးမသွားဘူးလို့အသိစိတ်ကတွေးတော်တားဆီးခဲ့ပေမဲ့သွားကိုသွားရမယ်လို့အုံနောက်ကဆုံးဖြတ်ချက်ကြောင့်မနဲ့အစောမှာပဲကျမတို့ဒီမြို့လေးကိုရောက်ရှိခဲ့ပြီလေ။မောင်လေးရှေ့နာကနှစ်ထပ်အိမ်မှာကားရက်ပေးပါ ဗန်ကားဒရိုက်ဘာကိုမမဝင်ပြောလိုက်တဲ့စကားကြောင့်ကျမတို့အလုပ်လုပ်ရမယ့်နေရာကို ရောက်ပြီးဆိုတာသိလိုက်ရတယ်။ခြံရဲ့အဝင်ပေါက်မှာဆိုင်ကယ်အဝင်ထွက်တွေနဲ့ရှုပ်ရှက်ခံနေတယ်။အိမ်အောက်ထက်ကိုဝင်လိုက်တော့တန့်ရှင်းတက်ရက်နေတဲ့ဧကမ်းမကြီးရဲ့အကန့်အကန့်လေးတွေနဲ့ဖွဲ့ထားတဲ့ဖွဲ့စည်းထားတဲ့အခန်းပေါင်းများစွာကိုတွေ့ရတယ်။ဟေးမမခိုင်ပြန်လာပြီဟေးညီမမာတာပါလားညီမမာတဲ့ရေမွေးပါလားညီမမာတဲ့တီးဆောင်ထိုးမုံရော။ ကောင်မလေးတွေကမမဝင်းလက်ထဲကအထုပ်ကိုအလူအရက်လှန်လို့ရင်းမင်းနေကြတယ်။ကောင်မလေးအများစုကသပင်ဆေးဆိုးထားပြီးအင်ဂျီလေဟိုက်ဘောင်းမီတိုလေးတွေနဲ့မျက်လုံးပြူးပြူးအသားဖြူဖြူကောင်မလေးကကျမနဲ့မတ်တီကိုစိတ်ဝင်စားကြည့်ပြီးမမခိုင်သူတို့ကဘယ်သူတွေလဲရင်မမဝင်းကကျမတို့နှစ်ယောက်ကိုရန်ကုန်ကားလို့မိတ်ဆက်ပေးပြီးဒီအိမ်မှာအလုပ်လုပ်ဖို့လိုက်လာတဲ့သူတွေဖြစ်ကြောင်းပြောပြတယ် လမ်းမှာကလေးကဒီမှာအလုတ်လုပ်ရင် နမီရင်းနဲ့နေရပါအမှန်မပြောရဘူးလို့မမဝင်းကြိုပြောထားခဲ့တော့ကျမမအံ့ဩတော့ပါဘူးမမဝင်းနမီတော်မမခိုင် ဖြစ်နေပြီလေကျမနမီကယွန်းယွန်းမတ်တီနမီကတော့ယမင်းနဲ့ကျမတို့ကိုစိတ်ဝင်စားမိတဲ့ညီမလေးနမီကဂျူးဂျူးလို့တီးခဲ့ရတယ်ဂျူးဂျူးကပဲကျမတို့အထုပ်တွေဆွဲကူပြီးနေရမယ့်နေရာလိုက်ပြတယ်ဂျူးဂျူးကောင်းမလေးတွေအများကြီးပဲနော်အမလီမက်ယွန်းရဲ့ ဒါတော့အခန်းဝင်နေတဲ့လူတွေအများကြီးပဲနောက်မှဂျူးမိတ်ဆက်ပေးမယ်ဟမ်ကျမနဲ့မက်သီတန့်တော်အတန်ထွက်သွားတော့ဂျူးဂျူးကခုခုခိတ်ခိတ်ရေရင်အမတို့နှစ်ယောက်လည်းရေချိုးပြီးမနေ့စာစားထားခဏနေတာကောကြီးရောက်လာရင်မိတ်ဆက်ပေးမယ်ဒီနေ့ကကျင်းပေးရဲ့ကြောက်တွင်းပေးရမှု မနေ့မလင်းငင်ကလေးကလူစီနေတာဒီလိုနှစ်မျိုးစုတယောက်ကို အပင်20 30ပဲ အပင်ဆိုတာဘာလဲမင်းမလို့ပါဇက်ဟာတော့ဂျူးရေနင့်ကိုကိုလာတဲ့ဟိဆိုတဲ့အတန်ကြောင့်ဂျူးကကျမတို့ကိုနှုတ်မဆက်ပဲအမြန်ပြေးသွားတယ်မိအောင်မှိန်ပြပြထွန်းထားတဲ့အခန်းကျင်းထဲမှာထိုင်နေရင်ကျမစိတ်တွေကထိမ့်ချုံမရအောင်လှုပ်ရှားနေတယ်အသက်ဝဝရှူသွင်းလိုက်ပြီးထိုင်ရာကထလို့လက်နှစ်ဖက်ကိုပုတ်ချရင်အခန်းထဲမှာခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေမိတယ် တာမခံမြို့ရဲ့အေးဆက်တဲ့ရာသီဥတုကြားမှာတောင်းကျမခန္ဓာကိုယ်မှာချွေးတွေဆူရွှဲလို့ခဏနေတော့တကားဖွင့်တန်နဲ့အတူ အရက်ပူပူဝဝတုတ်တုတ်လူတယောက်ဝင်လာတယ်။သူကပြုံးပြရင် ကျမစီတဖြည်းဖြည်းတိုးလာတယ်။လောက်ဖြစ်မှတော့မစင်ကိုမကြောက်တော့ဘူးလို့စိတ်ကိုဒုံဒုံချထားသည့်တိုင်သူ့ရဲ့လက်တစ်ဖက်ကျမပခုံးပေါ်တင်လိုက်တော့လက်ကိုပုတ်ထုတ်ရင်းဆက်ကနေယုံလိုက်မိတယ်။သူကကျမကိုအထူးဆန်းကြည့်ပြီး ညီမလေးကိုဒီမှာတခါမှမတွေ့ဘူးပါဘူးအစ်စ်လားလို့မေးတော့ကျမပါဇက်ကပြောမထွက်လို့အตาရာခေါင်းငိမ့်လိုက်တယ်။သူကဂဒင်အထက်ကမီးမိန်ပြပြကိုပိတ်လိုက်ပြီးဂဒင်မော်လှဲ့အိတ်လိုက်ညီမလေးမျက်စိမိတ်ထားမကြောက်ပါနဲ့အားလုံးအဆင်ပြေသွားမှာကိုကြီးကကျဉ်နာတတ်ပါတယ်။သူ့ရဲ့စကလုံးပေါင်းများစွာက ကျမနားတယ်ကြမ်းရှာရှာဒိုးဝင်လာတယ်။ကျမရဲ့ရင်ခုန်တန်တွေကတဝုံဝုံစူညံနေပြီ ျမခင်မုန်းနဲ့အတူဖြတ်တန်းခဲ့ရတဲ့မင်္ဂလာဦးညားကလို ရင်ခုန်လိုက်မောနေတာတော့မဟုတ်ပါဘူး။ကျမမျက်စိမိတ်ထားတဲ့ကြားကခက်ရှက်ရှက်နဲ့ပဲအကာအကွယ်သုံးဖို့တောင်းဆိုလိုက်တယ်။သူကတဟားဟားရေရင်စိတ်ချပါညီမရာ အကိုလည်းသူများစီကယောဂါကူမှကြောက်တဲ့လူပါကွလို့ပြောပြီးတဆင့်မီတဆင့်ကျွမ်းကျင်စွာလှုပ်ရှားလို့ကျမရဲ့အသွေးအသားတွေကိုဝါမျိုနေခဲ့တယ်။ ျမရဲ့ခက်တင်းတင်းမှိတ်ထားတဲ့မျက်လုံးထဲမှာအဖြူအစိမ့်သိဝစ်ပြီးလွဲဤအစ်စ်ကိုစီလွယ်လို့ပျော်ရွှင်စွာကြောင်းသွားနေတဲ့သားနှစ်ယောက်မျက်နှာကိုမြင်ရောက်လာတယ်။သားနှစ်ယောက်ကိုအကိုနဲ့ရောင်မစီမှာအပ်ပြီးမမဝင်ပေးထားတဲ့ငွေတွေရောင်မလက်ထဲထိုးထည့်ပြီးချိန်အရှိသူတို့ကလေးတွေမျက်နှာကို မကြည့်မိအောင်အဝေးတနေရာကိုငေးကြည့်နေကြရတယ်။မျက်ရည်ကြလူလူကိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းအကိုအိမ်ကထွက်လာတဲ့အခါ ။သားနှစ်ယောက်လည်းကြိတ်ငိုပြီးအားငယ်စွာကြံ့ရင့်နေခဲ့မယ်ဆိုတာကျမခံစားမိပါတယ်။ကျမရောင်မကအဲ့ရအထအပြင်းနဲ့ကလေးနှစ်ယောက်ကိုစူနေပြီလား။မနက်စာမှတေချာကြွေးပါမလား။အဖြူစိမ့်တက်တက်ရက်ရက်ဝစ်ပေးပြီးចောင်းပေါ့ဝါအထိလိုက်ပို့ပေးပါမလား။ထမင်းကြိုက်တေချာထည့်ပေးပါမလား။ចောင်းစင်းရင်သွားမှကြိုးပါမလား။ကျူရှင်ပြန်ညက်နေခင်းမှာရေးတေချာချိုးခိုင်းပါမလား။အစာကြေလွယ်တဲ့ညစာတွေချက်ကျွေးပါမလား။ လေးတွေညစာကြက်တဲ့အခါရက်တောင်ခက်ရင်ဘေးကနေစောင့်နေပေးပါမလားအိယာချင်းတော်တေချာပြင်ဆင်ပေးပါမလားကျမရင်ခွင်မှာ တိုးဝှေ့ပြီးအိတ်တက်တဲ့သားနှစ်ယောက်ကရော ကျမကိုလွမ်းပြီးငိုနေပြီလားညစဉ်အိမ်မက်ဆိုးတွေမက်လို့ကျမကိုတန်းတပြီးအော်ခေါ်နေမလားလားပေါင်းများစွာ တွေးပြီးဝမ်းနဲ့စိတ်နဲ့တူမျက်ရည်တွေဝေတက်လာတယ်ဒါပေမဲ့ကျမကိုစိတ်ပြတ်သွားလို့မဖြစ်ဘူးဆိုတဲ့အတွေးဝင်လာတော့ အပြုံးမျက်နှာနဲ့အပူရုပ်ကိုဟန်လှုပ်လို့ကျမပါးကိုနန်းဆိုင်နေတဲ့သူ့ပါးပေါ်အနမ်းပွင့်တွေခြွေရင်းကျမရဲ့မျက်ရည်တွေသူ့ပခုံးပေါ်လွင့်စင်ကုန်တယ်။ဒီအိမ်ကြီးကိုရောက်ခဲ့တဲ့၃လအတွင်းကျမလည်းတမင်ပြိုဘွားကနေကြားရဲတကောင် ဖြစ်ခဲ့တယ်။လူတယောက်ကိုတပင်အယောက်20ဆိုအပင်20ဆိုတဲ့စကားတွေကိုမချက်မကြောက်ပြောဆိုတတ်တဲ့အကျင့်ပြင်ညီမလေးကလေးဖြတ်နေတဲ့အဖေနဲ့ယောဂတဲ့အမေကိုလှုပ်ကြွေးနေရတာ မောင်လေးညီမလေးတွေကြောင်းစိတ်မရှိလို့ညီမလေးကတကောင်ကျွက်အားကိုးစရာမရှိလို့ဒီဘဝထဲရောက်ခဲ့တာမှုသားစကားများစွာသုံးလို့ကျမစီလာသည်။လူတွေကိုချွဲနှွဲပြီးပေါက်ဆူးရအောင် ဖန်တီးခဲ့တယ်။ပေါက်ဆူးကသာကျမလက်ထဲတရရရောက်တဲ့ပတ်စံလေးသူတို့ကောင်တာမှာရှင်းရတဲ့ပတ်စံကတာကောကြီးလက်ထဲတဝက်ရောက်တာကျမကပြောကောင်းတဲ့အပြင်သူတို့ရဲ့အလိုရမက်တွေကိုမရှက်မကြောက်ဖြည့်စည်းပြီးတော့ကျမရဲ့တရက်ဝင်ငွေက အရင်ဝင်ထမ်းလာစာတလာစာမကဘူးကျမမှာတင်ရှိနေတဲ့အကျွေးတွေဆက်နိုင်ခဲ့တဲ့အပြင်ရွှေတူရွှေစတွေတောင်စူးမိနေပြီဒီလောက်ကိုဘဝအခြေအနေရလုံနေရပေမဲ့ကျမမှာကျမ်းမာရေးအတီတော်ရှိတယ်ကွန်ထုံးမတုံးမဲအတူမနေခဲ့သလိုဒီကကောင်မလေးအများစုလို့စေဘိန်းမစွဲအောင်လဲကျမကိုကျမထိမ့်သိမ့်နိုင်ခဲ့တယ်နောက်ပြီးကျမတို့လိုမိန်းမသားတွေစေဆွဲနေတဲ့လူတွေနဲ့လိန်တူဆက်ဆံသူတွေအတွက် အခမဲ့ဖွင့်ပေးထားတဲ့ NGO ကစေကန်တစ်ခုမှာတလတစ်ခါသွားပြီးဆရာဝန်ရဲ့ကျန်းမာရေးဆောင်ရှောက်မှုခံယူခဲ့တယ်။ကျမကလေးနှစ်ယောက်နဲ့ပျော်ရွှင်တဲ့မိသားစုဘဝထူထောင်နိုင်ဖို့ကျမကျန်းမာနေရမယ်မဟုတ်လား။ဖောက်တဲ့ရေရှိမှရဲတင်းပျော်ရွှင်စွာနေတတ်တဲ့ကျမရဲ့နှလုံးသားမှာတော့ကလေးတွေကိုတန်းတလွမ်းစွနေတဲ့စိတ်တွေဒီလောက်ကိုဆက်ဆုပ်ယွန်ရှာပြီးကိုယ့်ကိုယ်ကိုအားငယ်နေတဲ့စိတ်တွေရှိနေတယ်ဆိုတာဘယ်သူမှမယိမ်မိခဲ့ပါဘူး။ ဒါပေမဲ့ဒီညတော့မရဲ့မျက်နှာက ပြုံးနေပေမဲ့မျက်ဝန်းတွေကငိုနေတယ်။မလှပတဲ့ကျမဘွားတွေကိုကြပြဆန်းဆန်းပြောတွေနဲ့ဝင်ရောက်လာတဲ့ကောင်လေးနဲ့ဆုံတွေ့ခဲ့တယ်။ကျမကိုကြည်လာတဲ့သူ့မျက်ဝန်းမှာတခြားယောက်ျားတွေလိုအထင်သေးတဲ့အကြည့်ကာမအတွက်အသုံးချစရာရုပ်လိုသတ်မှတ်ထားတဲ့အကြည့်တွေမပါသလိုခံစားရတယ်။ဒါကလည်းကျမအတွေးသက်သက်ပဲနေမှာပါ။ဒီအင်ကိုလာတဲ့ယောက်ျားတိုင်းအတူတူပါပဲလို့တွေးပြီးသူ့ရဲ့ညှို့အပြင်းနဲ့အကြည့်တွေကိုရှောင်လွှဲလိုက်တယ်။ ကဲကျွန်တော်ကိုစကားပြောပါအောင်မယာကျွန်တော်ဒီနေ့ပွဲကမျိုးမျိုးမြဲမြဲရလာလို့ဒီတညလုံးအမနဲ့အချိန်ဖြုံးမှာအမရင်ထဲခံစားရတာတွေတင်းထားရတာတွေရှိရင်ကျွန်တော်ကိုပြောပြဗျာအမရင်ထဲပေါ့သွားအောင်လို့သူ့ပုံကအရက်မြင့်မြင့်အသားညူညူမျက်လုံးမျက်ခုံကောင်းကောင်းနဲ့ယောက်ျားပီတာတယ်ကျမသူ့ကိုပြုံးပြရင်အလိညာစကားဆိုလိုက်တယ်အမမှာပြောစရာတွေပဲရှိပါတယ်ကွယ် မပြောချင်လဲထားတော့ကျွန်တော်အကြောင်းပဲပြောပြတော့မယ်လာမကျွန်တော်ရင်ဝင်နေအိတ်လိုက်သူ့ရင်ဝင်ထဲမှာကျမကိုဘယ်လက်နဲ့ခက်တင်းတင်းဖတ်ထားပြီးသူ့ညာလက်ကကျမလက်တစ်ဖက်ကိုစုပ်ကင်ထားတယ်သူ့ရဲ့တကယ်စိတ်ရင်းနဲ့လားကျမတို့လိုမိန်းမသားတွေကနွေးထွေးတဲ့အချက်ငတ်မွတ်နေတာသိနေလို့လားဒါမှမဟုတ်ကျမတို့ဘဝတွေကိုကျင့်ညက်နေတဲ့လူလားကျမမခွဲခြားတတ်တော့ဘူးကျွန်တော်ဘဝကတိတ်မထူးခြားပါဘူးမယား ငငယ်ရွယ်ရွယ်နဲ့မိဘမဲဖြစ်ပြီးချေးဥတဲ့ရာရှောက်သွားရင်ကဒီရောက်လာတာဒီမှာကြောက်ပွဲစားလုပ်ရတဲ့ဘွားကိုညီငွေလာပါပြီမယာအိမ်ထောင်တစ်ခုကိုအတီတကြအထူထောင်ခြင်းမီအမကိုမြင်မြင်ချင်းရင်းနှွေခုန်လာတယ်အမကိုမလိမ်ပါဘူးဒီလိုနေရာကို အရင်ကလည်းလာဘူးတာပဲဒီလိုခံစားချက်မျိုးတခါမှမဖြစ်ဘူးဘူးသူ့ရဲ့စကားအဆုံးမှာကျမရင်းနှွေခုန်လာတယ်လို့ပဲမျောလင်းချက်တစ်ခုကိုဖမ်းဆုပ်မိလိုက်တယ်လို့ပဲကျမဘွားကို နွန်နွင်းတဲ့ကထုတ်ပြီးလက်ထပ်မယ်လို့ကြင်ကြင်ခါခါလိန်ညာပြောတတ်တဲ့လူတွေရဲ့စကားတောင်ဟန်ဆောင်ခေါင်းညင်ရင်မခုတရုတ်ပြုံးနေခဲ့ပြီးမှ သူ့ရဲ့စကားပေါ်အမူအရာနဲ့တောင်မတုံ့ပြန်နိုင်လောက်အောင်ရင်တွေခုန်နေခဲ့တယ်။အိုးသူလဲဒီပုတ်ထဲကဒီပဲပဲနေမှာအလင်းညာတွေပါကျမစီကလကားရမယ့်အရာတစ်ခုအတွက်ဇက်လန်းထွင်နေတာနေမှာပါလို့ကြိတ်မိတ်တွေးပြီးရင်ခုန်သံတွေကိုထိန်းချုပ်ပြစ်တယ်။နောက်၃လလောက်နေရင် ကျွန်တော်ဇာတိရွာကို ပြန်တော့မယ်။အမလိုက်ခဲ့ပါလား။သူကစကားပြောရင်ကျမပါကိုခက်ဖွားဖွားနမ်းလိုက်တယ်။အိုးသူ့ရဲ့အနမ်းအောင်မှာတင်ကျမရင်ခုန်တန်တွေကအထင်းကုတ်မဲ့ပြီးတဒိမ့်ဒိမ့်နဲ့အတန်တွေမြည်လာတာသူတောင်ကြားလောက်တယ်။ရင်ခုန်နေတာမှတကယ်အတွေ့အကြုံမရှိတဲ့အပြူစင်လေးတိုင်းပဲ။ကျမလိုမိန်းမသားရဲ့ရင်ထဲမှာအချစ်စစ်တွေ ရှိနေသေးတယ်ဆိုတာကျမကိုကျမတောင်မယုံနိုင်ဘူး။ချားလူတွေရှိမှာ ကြားရဲတကောင်လိုနေခဲ့တဲ့ကျမသူ့ရှေ့ရောက်မှအသေးငယ်တဲ့ယုံငယ်တကောင်ဖြစ်ခဲ့ရတယ်။ကျမပါဇက်ကစွန့်အနေပြီးပျော်နေတော့တာပဲသိတော့တယ်။သူဟာတကယ်ပဲကျမရဲ့မှောင်မိုက်နေတဲ့နေ့ရက်တွေကိုလင်းပြမဲ့သူလား။တရင်ကအတွေးနဲ့တင်အပျော်လွန်ပြီးကျမယူသွားနိုင်တယ်။ကျမရဲ့6တွေ့သေဆုံးနေတဲ့အထီးကျန်နေ့ရက်တွေက သူ့ကြောင့်အသက်ဝင်လှပလာတယ်။သူကတပတ်ကို9ရက်လောက်ကျမရဲ့လိုင်းမိုင်းညတွေကို ြေယောင်ဆုံးတောက်ပါစေခဲ့တယ်။သူ့လိုလူပြိုလူလွတ်လေးကငါလိုကလေးနှယောက်မေအပြက်မနဲ့မထိုက်တန်ပါဘူးလို့အချိန်ချင်းအတင်းတားဆီးထားတဲ့အချစ်စိတ်တိုင်းကသူ့ရဲ့ချစ်တယ်ဆိုတဲ့အကြောင်းထက်စကားတွေဟန်ဆောင်မှုကင်းပြီးနှွေးထွေးတဲ့ပြုစုယူရမှုတွေနဲ့ခက်ကြမ်းကြမ်းအကျဉ်းနာနန်းတွေအောက်မှာကျိုးပြတ်သွားခဲ့ရတယ်။ကျမနှလုံးသားကကြောက်သားနဲ့ထုစစ်ထားတာမှမဟုတ်ခဲ့တာ။ သူ့ရဲ့လက်တစ်ဖက်ကိုခဏတာဖြစ်ဖြစ် ခက်တင်းတင်းစုပ်ကိုင်ပြီးယူမိုက်စွာနဲ့ရှေ့ဆက်တိုးဖို့ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့အချစ်ကိုခွန်းတုံပြန်ပြီးကျမဘွားကိုအမှန်တိုင်းပြောပြီးတော့မရဲ့ဘွားကိုတနာလိုက်တာဗျာ။ဒါမိဘမြစ်တာပဲ။ကျွန်တော်နားလေတယ်။မကိုလည်းလေးစားတယ်။မရဲ့သားနှစ်ယောက်ကလည်းကျွန်တော်သားတွေပဲပေါ့ဗျာ။ကျွန်တော်နဲ့အတူตายရတဲ့မိသားစုဘွားကိုတီထောင်ရအောင်နော်။ ကျမရဲ့မဝင့်မရဲမျောလင်းချက်လေးနဲ့နေ့စဉ်တွေးပြီးယူခဲ့ရတဲ့အနာကက်အကြောင်းကို သူ့ပါဇက်ကဖွင့်ပြောလာတော့ညက်ရီကြတဲ့အထိပျော်မိပါတယ်။ဒါဟာအိမ်မက်မဟုတ်ဘူး။ကျမရဲ့အတွေ့အကြုံစိတ်ကူးမဟုတ်တော့ဘူးလို့တွတ်တွတ်ပြောဆိုရင်ကျမရဲ့လက်ကိုစိတ်ကြည့်နေမိတယ်။သူ့ရဲ့လက်ကိုဆွဲလို့ကျမတို့သားမိတွေဘဝတစ်ကိုရှောက်လန်းရတော့မှာပါလား။မဟာမျက်မှုနေဖျားကြီးကိုမိသားစုလိုက်ကြည်နူးစွာဖူးမြော်နေတဲ့ပုံရိပ်တွေ ကလေးတွေကိုကစားကွင်းလိုက်ပို့နေတဲ့မြင်ကွင်းတွေစိတ်ကူးနဲ့မြင်နေရတာနဲ့တင်ကျမရင်နဲ့ချမ်းမြေ့ရပါတယ်ကျမတို့အိမ်ကြီးတဲကိုဖောက်တဲ့အဟောင်းတွေလူသစ်တွေအဆက်မပြတ်ဝင်ထွက်နေသလိုကျမတို့ပျော်တော်ဆက်မိန်းကလေးတွေတဲကနေရာသစ်ကိုပြောင်းသွားသူတွေအစားနောက်ထပ်အသစ်သစ်တွေဝင်လာလိုက်နဲ့သဟဇာတဖြစ်နေခဲ့တယ်မမဝင်းနဲ့ဂျူဂျူကအရင်လကပဲနေမြေသစ်ကိုပြောင်းရွှေ့သွားကြပြီး မတ်တီကလည်းတာမခံကိုရောက်တာ6လပြည့်တော့ကျမတို့ထားရှိခဲ့တဲ့ဂရီတိုင်းမန္တလေးကိုပြန်ဖို့ပြင်ဆင်နေကျမကမတ်တီနဲ့အတူမပြန်ဖြစ်တော့မတ်တီကကောင်းမရဲ့နွန်တွင်းထဲမှာနင်းတကူလုံးနစ်မြုပ်သွားမှစိုးတယ်ငါနဲ့နင်ကမတက်တာလို့ဒီအလုပ်ကိုလုပ်ခဲ့ကြပေမဲ့အခုစည်းဝါးရေးတစ်ခုခုလုပ်ဖို့လုံလောက်တဲ့ငွေကြေးရပြီပဲနင်းအမြန်ပြန်လာနော်နင့်သားနှစ်ယောက်ကိုနောက်၃လနေရင်နင်းပြန်လာမယ်လို့ငါပြောထားမယ် မတ်တီရဲ့ပစ္စည်းတွေကားပေါ်ကူတင်ပေးရင်မန္တလေးကိုပြန်လိုက်ခြင်းနဲ့စိတ်ကိုမနှဲထိန်ချုပ်ထားရတယ်။သူ့ကိုအသေးပေါင်းမတဲ့ချစ်မိမှတော့သူ့စကားကိုနားထောင်ယုံမဲပေါ့။မယာနောက်၃လလောက်နေကျွန်တော်ကင်ထားတဲ့ကြောက်စိမ်းတွေဟိုဘက်နိုင်ငံကိုရောင်းထွက်ပြီ။၃လဆိုတာခဏပါမယာ။မရဲ့သားတွေကိုလွမ်းနေတာကျွန်တော်သိပါတယ်။ဒါပေမဲ့မမရှိရင်ကျွန်တော်မှမနေတတ်တာ။မတ်တီကိုတယောက်တည်းပြန်ခိုင်းလိုက် ဒါမှမနဲ့ကျွန်တော်နှစ်ယောက်ထဲလွတ်လွတ်လပ်လပ်ပြန်လို့ရတာပေါ့ကျွန်တော်တို့ဘဝရဲ့လေးပြေတွေတိုက်ခတ်ဖို့ပဲရှိတော့တာပါမယားသူ့ရဲ့အချွဲနှဲ့စကားတွေအဆုံးမှာပဲကျမရဲ့မြတ်တာငတ်မှုပြီးကျမရင်ငွေမှာခွင်မှုမျောလင့်တကြီးစောင့်မျောနေတဲ့သားနှစ်ယောက်ဆန္ဒကိုခဏတာဥပိ္ပခာပြုဖို့ဆုံးဖြတ်လိုက်တယ်။သုံးလာပဲစောင့်မှာသားတို့ရဲ့လို့တိတ်တဆိတ်တောင်းမှန်စကားဆိုမိတယ်။သူပြောသလိုသုံးလာဆိုတဲ့အချိန်ကဖင်လက်ကောင်းလဲနဲ့ကုံဆုံးသွားတတ်တယ်မဟုတ်လား။ ကောင်းဘက်ကတွေးရင် ကျမငွေပိုစုလို့ရတာပေါ့ကျမရဲ့ကလေးတွေကိုလွမ်းတော်လွမ်းတာပေါ့ဒါပေမဲ့သူ့ရဲ့လက်တစ်ဖက်ကိုစုပ်ကင်ထားတာနဲ့တင်ကျမဘွားကြီးကပြေဆုံးနေပြီလေသူနဲ့အတူမန်းကလေးကိုပြန်ပြီးตายရတဲ့မိသားစုဘွားကိုထူထောင်မှုစိတ်ကူးတွေနဲ့အကြင်ကြင်ယူသွတ်နေတဲ့ကျမဘွားရဲမထင်မှတ်တဲ့မုံနှမ်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့တယ်မန္တလေးမပြောင်းခင်တပတ်အလိုသူကကျမအခန်းထဲရေးကြီးတုပ်ပြာနဲ့ရောက်လာပြီ မကျွန်တော်ဘွားတော့သွားပြီဗျာကျွန်တော်ခွေးလုံးလုံးဖြစ်ပြီသူ့ရဲ့စိုးရိမ်တကြီးလေးတန်းကြောင့်တလက်လက်ခုံလာတဲ့ကျမရှင်ဘက်ကိုဖိပြီးဘာဘာဘာဖြစ်လို့လဲအမရှင်တွေတုံလိုက်တာကွယ်သူကတက်ပြင်းရှည်တစ်ချက်ချရင်ကျွန်တော်တက်တာတဲ့ထဲ့ထားတဲ့ကြောက်စိမ့်နှုံးတွေတော့ဖြတ်ပြီးခိုးသွားကြလို့အဲ့ဒီကြောက်စိမ့်နှုံးတွေကမနဲ့ပြန်မနဲ့တရုတ်တွေကိုရောင်းဖို့စီစဉ်ပြီးတာကျွန်တော်တို့အဆောင်ကလူ၅ယောက်လဲပျောက်နေတာသူတို့ခိုးသွားတာနေမှာဒါဆိုရင်ရဲတန်ရအောင်လား အမလိုက်ခဲ့မယ်။မရဲ့ရဲတိုင်လိုမောင်ကိုလှုပ်တဲ့ကျွန်တော်ကိုပဲဖမ်းမှာပေါ့။ကြောက်စိန်တုံးတွေကမိုက်ခဲတို့အုပ်စုလဲတဝက်ဆိုင်နေ။မနဲ့ပြန်ငွေမချေနိုင်ရင်ကျွန်တော်အသက်ခံရမှာကျွန်တော်အသက်ခံရမှာ။သူကကျမကိုဖတ်ပြီးပြောနေရင်မျက်ရည်တွေကျလာတယ်။ဒါဆိုမနဲ့တူမန်းကလေးကို ထွက်ပြေးရအောင်။အဲ့လိုပြေးလို့လွတ်မှာမဟုတ်ဘူး။အခုကြောက်စိန်တွေပျောက်သွားတာပြီးတော့ကျွန်တော်နောက်ကို ူတို့ရဲ့နှစ်ယောက်နောက်ရောက်ခံလိုက်ခိုင်းထားတာကျွန်တော်ကိုကဲပါအောင်မယာကျွန်တော်ကိုကဲပါအောင်သူ့ရဲ့ရှိုက်တန်ငိုရှိုက်တန်တွေကကျမနားတယ်တန်ရီဘူးတွေလောင်းချနေသလိုပဲသူ့ရဲ့စိတ်တက်ကြပြီးငိုကြွေးနေတဲ့ပုံစံကကျမရင်ကိုပူလောင်လာစေတယ်ကျမဘာလုပ်ပေးနိုင်မလဲအပြေးလွှားစဉ်းစားနေမိတယ်သူ့ရဲ့ငိုရှိုက်တန်တွေမှမဆုံးသေးဘူးကျမဆုထားသမျှရွှေငွေတွေနဲ့တခြားကောင်မလေးတွေစီကရသမျှပတ်စံနဲ့ပစ္စည်းတွေချေးပေးလိုက်တယ် ူ့ရဲ့မှိုင်းညို့နေတဲ့မျက်ဝန်းတွေက အခုမှကျဲစင်တွေလိုလင်းလက်သွားတော့တယ်။ကျေးဇူးပါပဲမရဲ့။မရဲ့ငွေတွေကို၃လအတွင်းပြန်ချပေးပါမယ်။ကျွန်တော်ဂရုပေးပါတယ်မရဲ့။မကိုကျေးဇူးအရန်သူ့ရဲ့သစိမ်းဆန်နေတဲ့စကားတွေကိုအဆုံးထိပြောခွင့်မပေးဘဲသူ့နှုတ်ခမ်းကိုဖိနှံပစ်တယ်။နှစ်ယောက်တူတူဘဝကိုအေးတူပူမြရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီးမှတော့ဒုက္ခအပြင်ဒုက္ခကိုလည်းမျှဝေခံစားရမှာပေါ့။ ကျမဘဝမှာသူရှိနေပြီပဲဘာမှထပ်မလို့ပါဘူးငွေဆိုတာလူကဖြစ်တာမဟုတ်လားတာမခံမှာနောက်ထပ်6လထပ်နေုံပေါ့သူ့ရဲ့ကြောက်စိမ်တုံ ပြဒနာကိုဖြေရှင်းပြီးကျမရဲ့ဆုံးရှုံးသွားတဲ့ငွေကြေးတွေအတွက်လောကဒဏ်ကိုချိန်ဆနေမဲ့အစားကျမဆက်ဆုပ်ယွန်ရှာတဲ့အလုပ်ကိုပဲစတဲ့တပူဖိလုပ်ပြတဲ့ဒါမှအကျွေးတွေမြန်မြန်ဆက်နိုင်ပြီးကျမတို့မျှော်မှန်းထားတဲ့အနာဂတ်ခီးကိုရှောက်လန်းနိုင်မှာပေါ့တပတ်၁၀ရက်တပတ်ဆက်တိုက် နေရောညပါအလုပ်တွေလက်ခံလိုက်တော့ကျမတကူလုံးနှုံးရှိလာတယ်။နေမကောင်းမှုလို့ခံစားရတယ်။ဒီနေ့မှ ကျမစိတ်တွေအယမ်းပင်ပန်းနေတယ်။ဆရာဝန်စီမသွားဖြစ်တာတောင်သုံးလကျော်ပြီ။ဆရာဝန်စီသွားပြမယ့်အစားသူ့ရဲ့ရင်ဝင်မှာပဲတနေ့ကုန်အိတ်ဆက်နေခြင်းလို့တာကောကြီးစီခွင့်တိုင်ပြီးသူ့နေတဲ့အဆောင်ကိုထွက်လာခဲ့တယ်။သူတို့အဆောင်ပိုင်ရှင်ဦးလေးကြီးရဲ့စကားကကျမရင်ဝါကိုခြေစုံနဲ့စောင့်ကန်လိုက်သလိုပဲ။ ကလီမလာရှာတာကျော်မင်းဆိုတဲ့ကောင်လေးလားမင်းညကပဲဒီဆောင်ကကလေးတချို့ရဲ့ကြောက်စိမ့်တွေခိုးပြီးလစ်ထွက်သွားပြီမဖြစ်နိုင်ပါဘူးနော်မင်းညကသူနဲ့ကျမဖုန်းပြောဖြစ်သေးတယ်မတပတ်လောက်တော့မကိုလာမတွေ့နိုင်သေးဘူးနော်အကျွေးတွေအမြန်ပြန်ဆက်နိုင်မှုကျွန်တော်အလုပ်တွေတည်းဇက်လုံနေတယ်ကျွန်တော်တို့ရဲ့တာယာလှပတဲ့အနာဂတ်ကမွေးတော့ပါဦးမယားလို့သူပြောခဲ့တယ်လေ သူကကျမကိုတယောက်တည်းထားသွားမဲ့လူစားမျိုးမဟုတ်ပါဘူး။ဦးလေးကြီးရဲ့စကားတွေကို ကျမမယုံကြည်နိုင်ပါဘူး။သူ့ရဲ့ဖုန်းကိုခေါ်တော့လဲစက်ပိတ်ထားတယ်ပဲပြောနေတယ်။ကျမနဲ့ဦးလေးကြီးရဲ့စကားအတန်ကြားလို့ထင်တယ်။အဆောင်ထဲကလူတယောက်ထွက်လာတယ်။အဆောင်ပိုင်ရှင်ဦးလေးကြီးကကဲမောင်မောင်ကြီးကြော်မင်းအကြောင်းပြောပြလိုက်ပါဦး။ကောင်လေးကကျမစီယူနာတက်တဲ့မျက်ဝန်းနဲ့တစ်ချက်ကြည့်ရင်အမကမတ်ယွန်းဆိုတာလား။ကျမဝမ်းသာရခေါင်းငိမ့်မိတယ်။ ူစုံတစ်ခုကြောင့်အရေးကြီးထွက်ခွာသွားပေမဲ့ကျမနဲ့ပြန်လည်ဆောင်တွဲဖို့တခုခုစီစဉ်ခဲ့မယ်ဆိုတာကျမသိနေတယ်လေအမကိုပြောရမှာအားနာတယ်ကျော်မင်းကအေးကိုက်နေတဲ့ဆေးသမားလူလိန်ပြအမတို့လိုမင်းကလေးတွေစီကလိုက်ပြီးခြူစားနေတာ ဖျားဖျား तू ကအီယောဂါတဲ့ဆိုပါလား तू နဲ့ကျမအကာအကွယ်မသုံးဘဲအတူနေခဲ့တဲ့နေ့ရက်တွေက မစင်စားပဲခေါင်းထဲရောက်လာတယ်ဟုတ်ဟုတ်ဟုတ်ရဲ့လားကွယ် तू ဟာအမကိုလိမ်မဲ့လူစားမျိုးမဟုတ်ပါဘူးအော်အမရဲ့ဖို့ထွက်သွားတဲ့တောင်မို့ကိုဖျားဆိုပြီးဆက်ကိုွယ်ခြင်းသေးတာလား तू နဲ့ကျွန်တော်ကအခန်းကက်ရက်နေကြတာအမမယုံရင် သူ့အခန်းထဲလိုက်ကြည့်လားသူ့ခန်းထဲမှာအဝတ်အစားတွေမရှိတော့ဘူးစေကအခွန်တွေ ပြန့်ကျဲနေတဲ့စစ်လိတ်တွေအတန်းလင်းနဲ့ပိုက်တွေပဲတွေ့ရတယ်။ကျမရဲ့ရင်ဖွင့်ပေါ်ရင်ဖွင့်ဖက်ဂျူးဂျူးနေစဉ်တောက်နေရတဲ့စိတ်ကက်တချို့မြင်အောင်လာပြီးသူ့မှာယောဂါရှိတာအမှန်လို့ကျမခါးသီးစွာလက်ခံလိုက်ရတယ်။ဒါဆိုသူ့ရဲ့ကြောက်စိမ်းတုံးတွေခိုးခံရတယ်ဆိုတဲ့ကိစ္စကရောကျမကိုညာခဲ့တာလား။စဉ်းစားရင်ကျမရင်တွေမွန်းကျက်လာတယ်။မောင်လေးအရင်ဘက်ကသူ့ကြောက်စိမ်းတွေပျောက်သွားသေးတယ်မဟုတ်လား။ အမကလည်းသူ့မှာပျောက်စရာကြောက်စိမ့်မရှိတာအမစီကပတ်စံလိုခြင်းလို့ဒုတ်ဆက်ခင်းနေတာအဲ့ဒီကအမသူ့ကိုယုံကြည်ပြီးပေးလိုက်တဲ့ပတ်စံတွေကိုဒီဆောင်ကလူတွေကိုပြပြီးဟာတလုံနေတာ။အိုဗျာပြောလက်စနဲ့ကုံကုံပြောမယ်။အမကိုကြော့ပါရဲ့။အမနဲ့သူတူတူရိုက်ထားတဲ့ဗီဒီယိုဟင်ဟင်ဆက်ပြီးမပြောပါနဲ့တော့အမမကြားရတော့လို့ပါ။ ကျမနားနှစ်ဖက်ကိုပိတ်ရင်ကောင်လေးကိုဆက်မပြောဖို့တောင်းပန်လိုက်တယ်။ကောင်လေးရဲ့စကားတွေကကျမရင်ကိုများတစ်စင်းလိုပဲစူးနစ်ဝင်ရောက်လာတယ်။ကျမကောင်းကခြားခြားလဲပြီးအသက်ရှူဖို့ကိုမေ့လျော့နေခဲ့တယ်။ကျမရဲ့ခန္ဓာကိုယ်ထဲလဲပတ်နေတဲ့သွေးတွေအေးခဲသွားသလိုခံစားရတယ်။လောလောဆယ်ကျမအဖြစ်ချင်းဆုံးဆန္ဒကသူ့ရင်ခွင်ထဲမျက်နှာအပ်ပြီးအာရပါရငိုပြစ်ချင်တယ်။သူကကျမနှဖူးကိုခပ်ဖွားဖွားနမ်းပြီးကျွန်တော်နဲ့အတူတူ ဘဝကိုရင်ဆိုင်ကြတာပေါ့ဆိုတဲ့အားပေးစကားတွေကြားကြနေဒါပေမဲ့ဒါကဖြစ်မှမဖြစ်နိုင်တော့တာသူ့ရဲ့ရွှန်းရွှန်းစားစားကြည့်တဲ့အကျဉ်းသားမျက်ဝန်းတွေဘဝတဲ့ထူထောင်ကြစို့လို့ပြည့်ရည်တည်တတ်တဲ့နှုတ်ခမ်းကြားကထွက်ပေါ်လာတဲ့စကားတွေကျမဘဝကိုနားလည်တယ်ပြောပြီးကျမလက်ကိုခက်တင်တင်စုပ်ကင်ခဲတဲ့လက်တွေကျမလယ်ဘင်းကိုခက်ကြမ်းကြမ်းနမ်းတက်တဲ့အချစ်အနန်းတွေအားလုံးဟာလင်းညာတွေပဲပေါ့ ကျမရဲ့အချစ်စစ်နဲ့ကျမဘွားရဲ့မျောလင်းချက်ကိုတကယ်ပဲနင်းချေသွားပြီလားတွေးရင်တွေးရင်ယွန်ကျိုးမရဖြစ်ပြီးဝမ်းနဲ့ကြေကွဲခြင်းတွေက ကျမရင်ထဲလှိုက်တက်လာတယ်ကျမပားပြင်မှာ မျက်ရည်တွေတလဟောစီးကြလာတယ်မျက်ရည်ဝီဝီဝါးဝါးကြားကကျမရဲ့မြေတားကိုစောင့်မျှော်နေတဲ့မျက်ဝန်းနှစ်စုံကိုမြင်ပြီးတော့ကျမဆုံးဖြတ်ချက်တစ်ခုချပြီးဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်တော့တယ်တာမခံမျိုးမှနှုတ်ခွန်းဆက်တာပါဤဆိုတဲ့ဆိုင်းဘုတ်က နနက်ဝီလီဝီလင်းကြားမှာအကျွေးရှင်တွေကိုရှောင်ပြေးလာတဲ့ကျမကိုလှောင်ပြောင်နေသလိုပဲကျမကိုမလောင်ပါနဲ့ဒီလောကကြီးကအတူခံလဲသူစားစတန်းလို့ကျမအာတင်းပြောဆိုပြီး၆ကက်ကက်ရေမောပြစ်တယ်ဝမ်းနေလို့ရေမောတာဖြစ်ဖြစ်ပျော်ရွှင်လို့ရေမောတာဖြစ်ဖြစ်ကျမအသက်ရှင်နေသည်ွေဆွဲဆောင်မှုရှိတဲ့အစိတ်အသင့်အပြုံးတွေနဲ့ရေမောနိုင်မှုစူးစမ်းရမယ်ရမက်မီးတောက်တွေတဟုံဟုံတောက်လောင်နေတဲ့ ကျမနှလုံးသားကအလင်းရောင်နဲ့ကလေးတွေရဲ့အနာဂတ်ကို တောက်ပစေရမယ်။ကျမနှလုံးသားကတည်ဆုံသွားပေမဲ့ကျမမှာနူးညံ့ပြော့ပြောင်းတဲ့မာယာထောင်ချောက်တွေနဲ့ယောက်ျားတိုင်းရုံးမထွက်နိုင်တဲ့ရမက်နွန်တွေရှိဖို့ကြိုးစားရမယ်။ဒါမှမနှက်ဖြန်ညလာရှိုးကားဂိတ်မှာဂျူးဂျူးကကျမကိုလာကြိုပြီး နောက်ထပ်နွန်တွင်းနဲ့ခေါ်သွားတဲ့အခါကျမကိုယ်တိုင်နွန်တွင်းတွင်းလိုရှင်သန်မှုအစဉ်သင့်ဖြစ်နေမှာပေါ့။ကလျာမဂ္ဂဇင်း စက်တင်ဘာလ2014ဟုတ်ကဲ့ပါရှင်ဒီဝိတုတို့လေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီနားဆင်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ